ဘောလုံးဝန္ဒနာရှင်ညီကိုရောအားလုံးပဲမင်္ဂလာပါ Football Bike Clear ရဲ့ TikTok နဲ့ YouTube Channel တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီညကစားမယ်2026ကမ္ဘာဖလာဥရောပဆုံးခြေစစ်ပွဲတွေထဲကနောက်ထပ်အကြိုက်တွေ့မိနေတဲ့ပွဲစဉ်တစ်ပွဲရဲ့ပွဲကျွဲသုံးသက်ချက်တွေကိုတင်ဆက်ပေးမှာပါကဲဗီဒီယိုလေးမစားခင်လေးမှာအခုလိုပွဲချွတ်သုံးသက်ချက်တွေကိုကြည့်ရှုရတာသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ TikTok account ကို follow လုပ်ထားပြီး YouTube account ကိုလည်း subscribe လုပ်ထားပြီးပါအောင်ခင်ဗျာ ရွေးချယ်မှုတွေကိုလည်း Telegram မှာ free အမြဲတင်ဆက်ပေးနေတာဖြစ်လို့မဝင်ရသေးဘူးဆိုရင် comment မှာချပေးထားတဲ့ link အတစ်စင်ဝင်ရောက်ကြည့်ရှုနိုင်ပါပြီခင်ဗျာ။တရရနှိမ့်ဆုံးကစားလာမဲ့ Northern Ireland ဒီအုပ်စုအေကလည်းအုပ်စုပွဲတွေကစားဖို့နှစ်ပွဲစီပဲကြံနေတော့တဲ့အချိန်မှာဂျာမနီကကိုမတ်ဆလိုဗက်ကီးယားကိုမတ် Northern Ireland 6မှတ်ဆိုတော့ Portuguese, Ireland, Hungary တို့အုပ်စုလိုပဲအဆုံးထိစောင့်ကြည့်ရအောင်မဲ့ပုံပါပဲ Luxembourg ကိုတော့အိမ်ဖြစ်မှုလို့ဒီနေရာမှာထည့်မပြောတော့ပါဘူးအရင်ဆုံး Slovakia အကြောင်းနဲ့ပဲစလိုက်ရအောင် Slovakia ကဒီပွဲပြီးရင် Germany နဲ့မှုလို့ကမ္ဘာဖလားမှာနောက်တစ်ဆင့်တက်မယ်မတက်ဘူးဆိုတာကဒီပွဲမှာအဖြစ်ပေါ်မှာဖြစ်ပါတယ် ဒါကြောင့်ဒီပွဲကနောက်တဆင့်တက်ရေးအရေးကြီးတဲ့ပွဲဆိုရင်လည်းမမားပါဘူးဒီပွဲမှာနိုင်တဲ့အသင်းကနောက်တဆင့်တက်ဖို့ကိုအခြေအနေကောင်းသွားမှာပါပြီးခဲ့တဲ့အောက်တိုဘာလကစကူဖက်ကီယာတို့နော်သန်အိုင်ယာလန်ကိုအဝေးပွဲမှာနှစ်ကိုးပြတ်နဲ့ရှုံးနိုင်ခဲ့လို့လည်းအခုပွဲကမကြေပွဲဖြစ်လာမှာပါဒီတော့ဒီပွဲကစလိုဗက်ကီယာတို့အတွက်အရာရာပါပဲစလိုဗက်ကီယာတို့ရဲ့လူစင်းကဘန်လီကိုသမားဂျူဘရက်က internet psd နောက်ခံလူအောင် ရှခရနီယာနာပိုလီကွင်းလည်းလူလိုဘောကာတို့လိုကစားသမားတွေရှိလို့တောင်းတင်းပါတယ်ပထမအကြော်တော့ကမပါခဲ့ရတဲ့ဟန်စကော့လည်းပြန်ပါလာမှာဖြစ်လို့ခန်းစစ်ပိုင်းပို့ပြီးချစ်လစ်လာမှာပါ Northern Ireland ကလည်းလက်ရှိမှာ၃မှတ်ကွာချနေတယ်ဆိုပေမဲ့ကမ္ဘာဖလားနောက်တစ်ဆင့်တည်းရဲ့အတွက်မျှော်လင့်ချက်ရှိတယ်လို့ပြောလို့ရပါတယ်။ဒီဘက်မှာအနိုင်ကစားနိုင်ငံရဲ့နောက်တစ်ဆင့်တက်ဖို့ဘသူမျက်နာမှာကြည့်နေစရာမလိုတော့တဲ့အနေအထားဖြစ်သွားမှာပါ။ဒါပေမဲ့တည်ရီပဲကစားနိုင်ခဲ့မယ်ဆိုရင်တော့တစ်ဖက်ဆလိုဗက်ကီးယားရဲ့နောက်ပွဲရလက်ကိုရှင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေရမှာဖြစ်တယ်လို့နောက်ပွဲမှာတွေ့မဲ့လူစင်ဘော့ကိုလည်းကိုးပြတ်သွင်းထားနိုင်ဖို့လိုပါတယ်။ Northern Ireland ကဂျာမနီကိုတော့သူ့ရဲ့အိမ်ခွင်မှာတကိုးပြန်သွင်းနိုင်ခဲ့တယ်ဆိုတော့အစိတ်ရှိတယ်လို့ပဲပြောရမှာပါ။ ပြီးရင်ဆန်ဒါလန်မှာကစားနေတဲ့ဘောလက်ဟူမဲတို့လိုနောက်တန်းကစားသမားကောင်းတွေပြင်လီဗာပူးကကော်နာဘရက်တလီလည်းရှိနေလို့ထူးထူးထောင်ထောင်တော့ရှိပါတယ်။ဒါကြောင့်နော်သန်အိုင်ယာလန်ကလည်းနောက်ပိုင်းပွဲတွေမှာမခေရာကြောင့်ဆလိုဗက်ကီးယားရဲ့အိမ်ကွင်းမှာတိတ်ရင်အနိုင်ဆုံးကစားမယ်ထင်ပါတယ်။ဒါကြောင့်နော်သန်အိုင်ယာလန်အသင်းကိုရွေးချယ်ပေးလိုက်ပါတယ်။ရှီရှူအားပေးတို့အတွက်ညီကိုတို့ကိုအထူးပဲကျေးဇူးတင်ပါတယ်။ဘာပဲရွေးရွေးမှန်ကန်တဲ့ရွေးချယ်မှုတွေဖြစ်ပါစေလို့လည်းဘောလုံးညီကိုတို့အတွက်ဆုတောင်းပေးလိုက်ပါတယ်။